စစ်တပ်ကမိုးကုတ်ကိုစစ်ကြောင်းနှစ်ခုနဲ့ထိုးစစ်ဆင်နေပြီးမန္တလေးမိုးကုတ်လမ်းပိုင်းဖော်တော်လမ်းစုံဝင်းကျင်မှာတိုက်ပွဲတွေဆက်ဖြစ်နေပါတယ်။ဒီအကြောင်းအရာတွေအပါအဝင်မိုးကုတ်မြို့ရဲ့အခြေအနေကိုစိုးသူအောင်ကသတင်းပေးပို့ထားပါတယ်ရှင်။အာနာဒိန်စစ်ကောင်မရှင်တပ်တွေကမန္တလေးတိုင်းမိုးကုတ်မြို့ကိုတပေချင်းဘတ်နဲ့ရှမ်းပြည်မြောက်ပိုင်းနောင်ချူဘတ်တွေကနေစစ်ကြောင်းနှစ်ခုခွဲပြီးထိုးစစ်ဆင်နေတာဖြစ်ပါတယ်။အခုရပိုင်းတပေချင်းဘတ်မှာရှိတဲ့စစ်ကြောင်းက ဝါဖြူတောင်ကိုထိန်းချုပ်ပြီးတဲ့နောက်အော်တိုဘာ13ရက်နေ့မှာတော့မိုးကုံမြို့ကိုသွားရလမ်းဖြစ်တဲ့ဖော်ဒေါ်လမ်းစုံကိုထိန်းချုပ်ခဲ့တာပါပါဝင်တက်ခိုင်းနေတဲ့အဖွဲ့တစ်ခုကတာဝန်ရှိသူတယောက်ရဲ့စာနဲ့ပြောပြချက်ကို DVV ကအသံအစားထိုးဖတ်ပြထားပါတယ်ဖော်ဒေါ်လမ်းစုံကို13ရက်နေ့ညနေလောက်မှာစကဆကပြန်ရသွားတယ်တိုက်ပွဲတွေကတော့ပြန်လည်ဖြစ်တယ်9မိုင်6မိုင်9မိုင်လဲလက်ချက်နောက်တော့ဖော်ဒေါ်ကိုရသွားတယ်သူတို့ဘက်ကတဖြည်းဖြည်းချင်းတိုးလာတာ ဒီဘက်ကလည်းမန္တလေး PDF မိုးကုတ်ဗျူဟာပြည်ဦးလွင် KI တပ်တွေ PLA TNLA ပါဝင်အဖွဲ့စုံဝိုင်းပြီးတော့တိုက်နေကြတယ်။ရန်သူဘက်ကလည်းဝိုင်းထွဲတွေ drone တွေနဲ့ပုံချစ်တာတွေလက်နက်ကြီးငယ်အစုံကြီးကျောင်းကနေလည်းပစ်တာတွေပါတယ်။အင်အားအတော်များတယ်။ဖော်တော်လန်းစုံဟာမိုးကုတ်မန္တလေးကားလမ်းပေါ်မှာတရှိပြီးမိုးကုတ်ကို54မိုင်၊တပည့်ချင်းမြို့နယ်ဆိုရင်10မိုင်ဝန်းကျင်၊စင်ကူးနယ်ဆိုမိုင်30ဝန်းကျင်နဲ့တကောင်မြို့ကိုတွိုင်းတော့မိုင်90အကျော်မှာတရှိပြီး လမ်းမဆက်သွယ်ရေးနဲ့စစ်ရေးအရာအချက်အချာနေရာတစ်ခုဖြစ်ပါတယ်။လက်ရှိမှာတော့စစ်ကော်မရှင်တပ်တွေဟာဖော်တော်ကိုကြော်မလာသေးပဲတိုက်ပွဲတွေကြောင့်အနီးဝန်းကျင်ကရွာတွေဖြစ်ကြတဲ့လမ်းလေကျင့်တဲ့ဇယက်ကွင်းလိုရွာကန်တွေစစ်ပေးရှောင်နေရပါတယ်။နောင်ချိုဘက်ကစစ်ကြောင်းကတော့မိုးကော့အတက်လမ်းစာဖြစ်တဲ့ရန်နာသိန်းကြီးမိုင်းအထိကနေရှေ့ဆက်မတိုးနိုင်သေးတဲ့အကြောင်းရှီတန်နဲ့အဆက်အသွယ်ရှိတဲ့ဒေသခံကအောက်တိုဘာ15ရက်ညနေပိုင်းမှာပြောပါတယ်။ဟုတ်တယ်ရ ာသင်ကြီးကနေဒီဘက်အပေါ်ဆက်မတိုးနိုင်တော့ဗောသူတို့ဟုတ်ခေါ်တော့ကြော်လို့ရှိရင်ကျွန်တော်တို့ဒီဘက်မှာကြော်လဲဘိန်းတို့ညောင်မင်သားတို့ရှိတယ်ဗောဗျာဟုတ်အဲ့ဒီကြော်ပါလေးတွေရှိမယ်ရွာလေးတွေကနေအပေါ်တောင်မဆက်တလာမစိန်ကုန်းတို့ရှင်ညောင်မင်တို့အဲအဲ့အောင်တန်တို့ဗောနော်အဲ့ဘက်တွေရောက်မှာဝေးတော့ဝေးပါလေတဲ့မိုင်40ကျော်ဆိုတော့လေသူတို့ရုတ်တရက်ကြီးအောင်မဟုတ်ဘူးနေချင်းညချင်းကတော့ပြန်တော့စစ်ကြောင်မထိုးနိုင်ဘူးဗောဓာတ်တူပါပဲပြီးခဲ့တဲ့ရက်ထဲဖော်တော်လန်းဆောင်ကဒေသခံ10ယောက်ထပ်မနေကိုစစ်တပ်ကပြစ်တတ်ခဲ့ကြောင်းနဲ့ ဒရုန်းဘုံကျဲချတာကြောင့်အမျိုးသမီး၃ယောက်သေဆုံးကြောင်းသတင်းတွေထွက်နေပြီးမဲ့ DVB ကအသေးစိတ်စုံစမ်းနေတုံဖြစ်ပါရယ်ဒီလိုအခြေအနေတွေကြောင့်ပဲမိုးကွန်းမြို့ကနေထပ်မံဆစ်ဆောင်ကြသူတချို့အနှဲငယ်ရှိနေတယ်လို့လေကြောင်းဘုံကျဲတာနဲ့စစ်ဘေးတန်တွေအပြင်အခုထပ်ပြီးမန္တလေးမိုးကုတ်လမ်းပိုင်းပိတ်ဆို့နေတာကြောင့်ကုန်စည်နှုန်းတွေမြင့်တက်လာပါတယ်ကျွန်တော်တို့မြို့ပါရှိတဲ့ကုန်တွေရတယ်ရှိရတာနဲ့ထုတ်မရောက်တာလားဆိုတော့လေသူတို့ကိုယ်တိုင်ပဲသိမှာလေ အဲ့ဒီကျွန်တော်တို့စီစီလုံးကထိုးတက်သွားတယ်စီဝဲမရအောင်ကုန်ချမ်းတွေဝဲမရအောင်စစီတွေလုံလုံမရအောင်ပေါ့နော်အဲဒါလည်းပဲချိန်ကြီးဖြစ်လာမလဲမသိဘူးပြီးတော့မန်လီမူကုတ်ကားကားဆိုတာငါးတိုင်းခွဲ၆တိုင်းကြီးသွားဖြစ်နေပြီပေါ့နော်ပိုးလေးလေးပြောရမယ်ဟာဟိုစီဝိုင်းချင်းเนี่ยတော်တော်လေးကိုရိုင်ရိုင်သွားပြီရိုင်ထွက်သွားပြီကုန်လုံးဟန်ဆောင်နေကြတဲ့ပုံစံမျိုးဖြစ်နေပြီအကုန်ခက်ခဲအကုန်ကြက်တဲကုန်ကြရည်ဟာ ။လက်ရှိမိုးကုတ်မြို့မှာလျှက်စစ်မီဖုန်းလိုင်းတွေမရတဲ့အပြင်ဓာတ်ဆီတလီတာကိုကြက်8000အထိပေးဝယ်ခဲ့ရသလိုလူသလောက်ဝယ်မရကြောင်းနဲ့မန္တလေးမိုးကုတ်ခီးဟာအရင်က နေချင်းပြန်ရပါပေမဲ့အခုတော့နှညာအိတ်လောက်သွားနေရတယ်လို့မျိုးကန်ကဆက်ပြောပါတယ်။ဒါအပြင်လက်ရှိမြို့တွင်းဆက်လက်နေထိုင်သူတွေဟာတခြားနေရာတွေစီစစ်ဆောင်ဖို့အဆင်မပြေသူအများစုဖြစ်တာကြောင့်တိုက်ပွဲတွေမျိုးတွေပြန်ရောက်လာမှာကိုစိုးရိမ်နေကြပါတယ်။ကျွန်တော်စိုးသူအောင်ပါ